အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့မှနေ့လည်ဆောင်ဟဲ့အများကြီးပါပဲ။အော်ဒီနေ့ဟဲ့အများကြီးပါပဲ။အော်ဒီနေ့ကျွန်တော်တို့မှကြွေးတဲ့အတားဟင်းကတော့စစ်တာဟင်းပါ။စစ်တာကိုအားလုံးနဲ့ချစ်တာပါ။ဒီနေ့လေးကသူကမြန်မာမှာချစ်တဲ့စစ်တာအားလုံးနဲ့ဆင်တူပါတယ်။ဒါလေးကတော့သူကရင်ကြီးကိုပြုတ်ထားပြီးတော့ပြန်ပြီးတော့နန်းလေးနဲ့ဖြူလာတာပါ။ဒီရက်လေးနဲ့ဆောက်လုပ်ကောင်းပါလေ။ဒီမှာပါ။စစ်တာအားလုံးဟင်းနေပါ။ဆောင်းကြီးစရာလေးပါ။ အဲကျွန်တော်ကအဒီစစ်တော်အလုပ်ရင်းကြိုက်ပါတယ်။ဟိုကကျွန်တော်စစ်တော်တွေအများကြီးထဲခဲ့ပါတယ်။အဒါလေးရောမုံလောက်ဦးအချင်းပါ။ဟိုနောက်ပိုင်းကျွန်တော်တို့ဆက်ရုံမှာမုံလောက်ဦးအချင်းကျွေးတာများပါတယ်။ကျွန်တော်တို့အဒီနိုင်ငံခြားသားလို့တမောတော်တော်များကြိုက်လို့ပါ။အဲတော့တော့သူကဓာတ်ရင်ဟောပါ။ဒီကလေးလည်းအရင်ဆောက်ကောင်းပါတယ်။ဟိုကသူကကြော်လာတာပါပြန်ပြီးတော့ ကိုရီးယားမှာဆိုရင်အဲဒီတိုင်းရင်ကောင်ကိုစစ်ကြည့်ပါတယ်။နည်းနည်းလေးတောင်အောင်ဆိုတော့1လေးတောင်500လောက်ပေးရပါတယ်။အမြန်မာငွေနဲ့ဆိုရင်တောင်း2000ဆိုတောင်း3000လောက်ပေးရပါတယ်။အပြင်ဒီဖက်မှာတော့သူကဆက်လက်ရွက်ကိုယိုလေးကတော့ကျွန်တော်စားကြည့်တာဈေးယိုနဲ့အရသာဆင်တူပါတယ်။ဆက်လက်ရွက်ရဲ့ခန်းချင်တီလေးရဲ့ပြီးတော့အောက်မှာတော့မုံလုံးအနီလေးလည်းရှိပါတယ်။အဲ့ဒါထမင်းစားပြီးရင်အချိုတဲမဲ့ဟာလေးပါ ဒီနေ့ဟဲ့မန်ဒီအများကြီးပါပဲပြီးရင်နဘေးမှာပဲပစ်ဘောက်လည်းရှိပါတယ်သူကပဲပစ်ဘောက်ကိုလှုပ်ထားတာဆောက်ဆောက်ကောင်းပါတယ်သူကအရင်လည်းမဆက်ပါဘူးစားရတာအဆင်ပြေပါတယ်အဲကျွန်တော်ပဲပစ်ဘောက်လည်းပို့ထည့်ခဲ့ပါတယ်အော်ပြီးရင်ဒီနေ့ရင်ကြီးလည်းကျွေးပါတယ်ဒါကတော့ရင်ကြီးအချောက်ပါအဲခုနကတော့ရင်ကြီးဆိုပါဒီရင်ကြီးအချောက်ကသမင်းပူပူလေးနဲ့ဆိုရင်အရင်ဆောက်ကောင်းပါတယ်အော်ပြီးရင်ဒီနေ့ဟင်းချော်တော့သူကကင်ချီရဲ့ ပဲပြားရယ်ပြီးတော့ဒီထူနာငါးရယ်ချစ်ထားတဲ့ဟင်းချိုပါဒီမှာပါထူနာငါးလေးနည်းနည်းပါပါတယ်အာဒီဟင်းချိုလေးလည်းအရင်ဆောင်းအောင်ပါတယ်သူကအေးပြေပါတယ်အောက်မှာလည်းထူနာငါးလေးရှိပါသေးတယ်ဒီမှာဟင်းချိုလေးတောက်ချင်စားလေးပါအဲကျွန်တော်ပဲပြားကျွေးတဲ့နေ့ဆိုရင်ကျွန်တော်အမြဲတမ်းပူယူပါတယ်။ပဲပြားလေးဆောက်လောက်အောင်ပါလေဒီပါပါထူးနှောင်းကားလေးပါ ဖားကျင်တာလေးပါအတူနာငါလေးအချင်းချင်းတောက်ရင်လည်းအရန်တောက်လို့ပါပါတယ်။အဒီနေ့ထမင်းကတော့အနေတော်ပါပဲ။ဒီမှာပါကျွန်တော်ထမင်းလည်းဒီနေ့နည်းနည်းပို့ထည့်ခဲ့ပါတယ်။ဟောကျွန်တော်ဆက်ရုံမှာဒီနေ့ဟင်းအမယ်တွေမျိုးကြီးပါပဲ။ဒီမှာပါထမင်းကြီးကြီးပါ။ကျွန်တော်မြန်မာပြည်အဆန်နဲ့ဆင်တူပါတယ်။အော်ဒီမှာပါညင်းညင်းလေးနဲ့ကျွန်တော်နည်းနည်းတက်လို့တော့စကြည့်ပါမယ်။ သူကဒီရင်ကြီးနေရာသူအရသာ မထဲထားတော့ဘူးမထဲထားပါဘူးဒီတိုင်းပြုတ်ပြီးတော့နန်းလေးဖြူရတာပါအဲစားလိုက်ရင်သူကရင်ကြီးအရသာလေးပေါ့ပေါ့လေးထွက်ပါတယ်အားလုံးပဲထမင်းစားကြပါအောင်အားလုံးပဲမင်္ဂလာပါ